ီလီပိုင်နဲ့ဗီယက်နမ်မှာလူ200နီးပါးလောက်ကိုသေဆုံးစေခဲ့တဲ့နောက်တိုင်ဖုန်းမုန်တိုင်းကယ်မဂီဟာလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေစီဆက်လက်ဖြတ်တန်းနေပါတယ်။ကယ်မဂီဟာအခုနှစ်အတွက်တော့ကမ္ဘာပေါ်မှာအသေးပြောက်အများဆုံးကြုံစေတဲ့မုန်တိုင်းအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ဖိလီပိုင်မှာ188ဦးဗီယက်နမ်မှာ9ဦးသေဆုံးစေခဲ့တာပါ။ဒီတိုင်ဖုန်းမုန်တိုင်းကနိုဝင်ဘာ6ရက်နေ့မှာတော့ဗီယက်နမ်အလဲပိုင်းကမ်းခြေကိုစတင်ဖြတ်တန်းပြီးအနောက်မြောက်ဘက်ကုန်းတွင်းပိုင်းကိုရွေ့ရှားသွားခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာ9ရက်နေ့လယ်ပိုင်းမှာတော့မုံတိုင်းကကမ္ဘောဒီးယားနယ်စပ်ကိုဖျက်ပြီးလာအိုပိုင်နဲ့ထဲစတင်ဝင်ရောက်နေတယ်လို့ထိုင်းနိုင်ငံအရှေ့ဘက်စီဦးတည်ရွေးရှားနေပါတယ်။ဗီယက်နမ်ကမ်းခြေကိုစတင်ဖျက်ကျော်ချိန်တုန်းကမုံတိုင်းရဲ့လေတိုက်နှုံးဟာတနာယီ63မိုင်လောက်ပြင်းထန်ခဲ့ပေမဲ့ကုန်းတွင်းရောက်လာချိန်မှာတော့တိတိတတ်တာအားပျော်လာနေကြောင်းမိုးလေဝသပညာရှင်တွေကပြောပါတယ်။ဗီယက်နမ်နိုင်ငံအရှေ့ပိုင်းကမုံတိုင်းတန်ခမ်းကဲယိုတဲ့ဧရိယာတွေမှာတော့ညလုံးပေါက်တိုက်ခတ်သွားတဲ့မုံတိုင်းကြောင် အမိုက်တရိုက်တွေဖွှေးဖွှေးလှုပ်နေခဲ့တယ်လို့မျက်မြင်တွေကပြောတာပါဖိလစ်ပိုင်ကတော့မုံတိုင်းရဲ့ပုံမှုအားကောင်းတဲ့အချိန်မှာဖျက်သန်းတာကိုခံခဲ့ရတယ်လို့ထိခိုက်ပျက်စီးမှုတွေတေကျမှုတွေကပိုပြီးဆိုးရွားခဲ့ပါတယ်ဖိလစ်ပိုင်အလဲပိုင်းကမုံတိုင်းဖျက်သန်းတဲ့နေရာတွေမှာရေကြီးမှုတွေဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီးဒေသုံးစည်းရင်မှာလည်းရင်းနစ်တဲ့သူတွေတော်တော်များများပါဝင်နေခဲ့ပါတယ်ဖိလစ်ပိုင်ဟာပြင်းမြတနစ်ကုန်မုံတိုင်း20လဝင်ရောက်တိုက်ခတ်တာကြုံရတဲ့နိုင်ငံဖြစ်ပြီးအခုနှစ်မှာလည်းပြင်းထန်တဲ့တိုင်ဖုန်းတချို့နဲ့ကြုံတွေ့ခဲ့ပြီးပါပြီ။ အခုခါမှာလဲတိုင်ဖွန်းကယ်မဂီတိုက်ခတ်သွားတဲ့နောက်နလန်ထူဖို့ရုန်းကန်နေတဲ့အခြေအနေမှာပဲပစိဖိတ်သမုဒ္ဒရာထဲမှာနောက်ထပ်အားကောင်းလာနေတဲ့တိုင်ဖွန်းမုန်တိုင်းဆန်ဝေါန်ကလည်းဖိလစ်ပိုင်ကမ်းခြေဘက်ကိုစတင်ဦးတည်ရွေ့ရှားလာနေကြောင်းသိရပါတယ်ရှင်